မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ10ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်တောင်ခမ်းစခန်းအနီးကြောက်ကူကြောက်ဆုံနဲ့တောင်ခမ်းအမြောက်စခန်းမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီဘက်က15ဦးသေဆုံးက19ဦးကိုအရှင်ဖမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကဒီဇင်ဘာလ9ရက်နေ့နောင်ချုံမြို့နယ်တောင်ခမ်းတပ်စခန်းအနီး ကြောက်ကူကြောက်ဆုံမှာတောင်းတမရတီယန်နာလေး DBL တို့ပူပေါင်းတပ်ဖွဲ့နဲ့အကြမ်းမဲ့စစ်ကောင်စီတို့ဂျားမှာတိုက်ပွဲဖြစ်ပွားပြီးတော့အကြမ်းမဲ့စစ်ကောင်စီတပ်သားအလောင်း15လောင်းနဲ့စစ်တုံးမှ18ဦးနဲ့အတူလက်နက်ခဲယမ်းမျိုးစုံ28လက် ခဲရများစွာကိုဖမ်းဆီးသိမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်အလားတူပဲနောက်ထုံမြို့နယ်တောင်ခမ်းအမြောက်တပ်354စခန်းမှာလဲစစ်ကောင်စီလက်အောက်ခံတပ်သားနှစ်ဦးကိုလက်နက်ခဲရနဲ့အတူအရှင်ဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်ဒီသမလာရှိရနေကလည်းနောက်ထုံမြို့စစ်ကောင်စီတပ်ရဲ့902တပ်စခန်းဂန်းကော်ကျေးရွာနဲ့စစ်ကောင်စီတပ်ရဲ့406တပ်စခန်းအနီးမှာတောင်မြို့သားလွတ်မြောက်ရေးတပ်မတော် TNL နဲ့စစ်ကောင်စီတပ်တို့ကြားမှာတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းရက်ဆောင်မြို့နယ်ကြောက်ကူကနေ နောက်ချုံမြို့နယ်အတွင်းကိုစစ်ရင်အားတွေပြန်လည်ဖြည့်တင်းရန်ကြိုးပမ်းနေတဲ့စစ်ကောင်စီတပ်ကထိုးစစ်ဆင်လာတဲ့အတွက်နှစ်ဖက်ထိပ်တွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ TNL ရဲ့သတင်းနဲ့ပြန်ကြားရေးဌာနကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းရက်ဆောင်မြို့နယ်ကြောက်ကူဒေသမှာဆယ်ရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားအယောက်90ကျော်တေဆုံးကလက်နက်ခဲယမ်းများကိုတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ30ရက်နေ့ကစတင်ပြီးတော့ဒီဇင်ဘာလ9ရက်နေ့နေ့လယ်ပိုင်းအထိကိုရက်ဆောင်မြို့နယ်ကြောက်ကူဒေသမှာစစ်တပ်နဲ့ဒနုပြည်သူလွတ်မြောက်ရေးတပ်တော် DPLA တို့ကြားမှာတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားအယောက်90ကျော်တေဆုံးကအများပြားဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်လက်နက်ခဲယမ်းများကိုလည်း တင်းစီရရှိခဲ့တယ်လို့ပြောဆိုထားပါတယ်တိုက်ပွဲကဒီဇင်ဘာလ9ရက်နေ့နေ့လယ်အထိဖြစ်ပြီးတော့အခုတော့ထပ်ငြိမ်နေပါတယ်ပြန်ဆုတ်သွားတာမဟုတ်ဘူးနှစ်ဖက်စလုံးစစ်ဆိုင်ထားတဲ့သဘောပါတိုက်ပွဲဆယ်ရက်အတွင်းမှာလေရင်လာတာတော့မရှိဘူးတေဆုံးသွားတဲ့စစ်သားအလောင်းတွေကိုလည်းတင်းမိတာတွေရှိပါတယ်အရှင်ဖမ်းမိတာမျိုးတော့မရှိဘူးစစ်ခွေးတွေကစစ်ကြောင်းခွဲပြီးတော့တက်လာတာ ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေအားလုံးဘေးကင်းပါတယ်ခက်ခဲတဲ့ကာလဖြစ်ပေမဲ့မိဘပြည်သူတွေအနေနဲ့အားတင်းထားကြဖို့နဲ့ဆက်လက်ပြီးတော့ပူးပေါင်းတော်လှန်ကြဖို့ကိုပြောလိုပါတယ်လို့ဒနုပြည်သူလွတ်မြောက်ရေးတပ်တော် DPLA ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်အဲ့ဒီအကြမ်းဖက်စစ်ကောင်စီတပ်သားများဟာကြောက်ဂူဒေတာအခြေစိုက်တပ်များဖြစ်တဲ့အမတ်3-6အမြောက်တပ်ကြောက်ဂူအမြောက်တပ်အမတ်3-6နောင်ဝိုးတပ်ခလာရ2-9နဲ့ ်နောင်ချုံမြို့နယ်တောင်ခမ်းဘက်ကိုရက်ဆောက်ဘက်ကနေစစ်ကူတွားရန်တက်လာတဲ့အကြမ်းဖက်စစ်ကောင်းစီစစ်ကြောင်းတို့ဖြစ်တယ်လို့သိရပါဗျ။လက်ရှိအချိန်ထိနှစ်ဖက်တပ်များရင်ဆိုင်ထားဆဲဖြစ်ပြီးတော့ဆက်လက်ပြီးတော့တိုက်ပွဲတွေပြင်းထန်လာနိုင်တဲ့အတွက်ကြောင့်တိုက်ပွဲဖြစ်ပွားနေတဲ့နေရာဒေသမှာရှိတဲ့ပြည်သူလူထုအနေနဲ့စစ်ကောင်းစီတက်တဲ့ဝဝင်းနေထိုင်ကြရန်ဘေးကင်းတဲ့နေရာဒေသများကိုစစ်ဘေးတိမ်းရှောင်ကြရန်ဒနုပြည်သူလွတ်မြောက်ရေးတပ်တော် DPLA ကမြစ်တာရက်ခံထားကြောင်းသတင်းရရှိပါရခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ မြို့များနဲ့တိုင်းဆက်ဌာနချုပ်များကိုလက်လွတ်ဆုံးရှုံးမှုများစွာနဲ့စစ်ရှုံးနေတော်လဲမင်းအောင်လိုင်ကနိုင်ငံတော်မှာပွဲတွေနဲ့အခမ်းအနားတွေကိုဆက်လက်ပြီးတော့တက်ရောက်မှာဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်ကရန်ကုန်နေပြည်တော်ပြည်ဦးမြေမြို့လိုမှာအခုဒီဇင်ဘာလအတွင်းမှာပွဲတွေနဲ့အခမ်းအနားတွေစုစုပေါင်း၅ခုထက်မနည်းကိုဇက်တိုက်တိုက်ရောက်မှာဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်ကဒီဇင်ဘာလ24ရက်နေ့မှာရန်ကုန်တိုင်းဗုဒ္ဓထောင်မြို့နယ်တန်လျက်စုံးမှာရှိတဲ့အေယာဝတီရေတပ်စခန်းဌာနချုပ်မှာ 88နှစ်မြောက်ရေတက်နှစ်ပတ်လည်ပွဲကိုတက်ရောက်မှာဖြစ်ပြီးတော့ရေတက်စခန်းဌာနချုပ်မှာရှိတဲ့ဘောလုံးကွင်းမှာဈေးရောင်းကွင်းနဲ့ပျော်ပွဲရှင်ပွဲအတွက်ပြင်ဆင်နေကြတယ်လို့သိရပါတယ်။ဒါအပြင်အခမ်းအနားကျင်းပမယ်မနက်ပိုင်းမှာတန်လျင်ရေတက်စိတ်ကမ်းမှာတတ်တော်ဝင်အခမ်းအနားကိုလည်းကျင်းပမှာဖြစ်တယ်လို့သိရပါတယ်။အကြမ်းစစ်ကောင်းဆောင်မင်းအောင်လိုင်ကတတ်တော်ဝင်ပွဲကိုတက်ရောက်မှာဖြစ်ပြီးတော့မနက်ပိုင်းအခမ်းအနားကိုရေတက်တင်တန်းချောင်းတန်လျင်မှာပြုလုပ်မှာဖြစ်တယ်လို့သိရပါတယ်။ညနေပိုင်းအခမ်းအနားကိုဆက်လက်ကျင်းပရန်အတွက်မင်းအောင်လိုင်က တန်လျာစိတ်ကန်းကနေတင်းမောနဲ့ညနေ9နာရီခန့်မှာဘိုးတထောင်တန်လျာစွန်းစိတ်ကန်းအေယဝတီဌာနချုပ်ကိုကူးလာပြီးတော့ဆက်လက်ပြီးတော့ကျင်းပမှာဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာရေတပ်စခန်းဌာနချုပ်မှာရှိတဲ့ဘောလုံးကွင်းမှာပြင်ဆင်ထားတဲ့အယောင်ဆိုင်ခန်းတွေကိုလှည့်လည်ကြိရှုပြီးတော့အခန်းအနားကနေပြန်လည်ထွက်ခွာမှာဖြစ်တယ်လို့သိရပါတယ်။2023ခုနှစ်က short တိုက်တုံးကြောက်လို့ တန်လျင်မှာအချင်းချင်းပြုတ်လုခဲ့တဲ့ရေတပ်နှစ်ပတ်လည်ပွဲကိုဒီနှစ်ဒီဇင်ဘာလ24ရက်နေ့မှာပြန်လုပ်မယ်လို့သိရတယ်။အခုဗိုလ်တော်ဆောင်တန်လျင်ဆောင်ကအေယာဝတီရေတပ်စခန်းဌာနချုပ်အေယခဘောလုံးကွဲမှာဈေးရောက်ပွဲနဲ့ပျော်ပွဲရှင်ပွဲအတွက်ပြင်ဆင်နေကြတယ်လို့တပ်တွင်းသတင်းရင်းမြစ်ကပြောပါတယ်။ဒါ့အပြင်ရန်ကုန်တိုင်းအေယာဝတီမြို့နယ်မှာအခုဒီဇင်ဘာလအတွင်းစစ်ဆေးတပ်ကတော်ចောင်းစင်ပွဲစစ်သူနာပြုတ်တပ်ကတော်ចောင်းစင်ပွဲနဲ့ မော်ဘီအမျိုးသမီးဘူလောင်းတင်တန်းကျောင်းဆင်းပွဲတွေကိုလည်းမင်းအွန်လိုင်းကတက်ရောက်มาဖြစ်တယ်လို့သိရပါတယ်အလားတူပဲဒီဇင်ဘာလ12ရက်နေ့ပြည်ဦးလွယ်မှာစစ်နည်းပညာတက်ကတော် DSTA ကျောင်းဆင်းပွဲကိုလည်းမင်းအွန်လိုင်းတက်ရောက်มาဖြစ်ပြီးတော့ဒီဇင်ဘာလ17ရက်နေ့မှာမင်းအွန်လိုင်းလာရောက်ဖို့ရှိတယ်လို့ ်သတင်းရရှိပါတယ်လက်ရှိစစ်ရေးအခြေအနေဟာမင်းအွန်လိုင်းအနေနဲ့ရခိုင်ပြည်နယ်မှာအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုလက်လွတ်ရတော့မှာဖြစ်ပြီးတော့မောင်နှောမြို့နယ်တစ်ခုလုံးကိုလည်းလက်လွတ်လိုက်ရပြီဖြစ်တယ်လို့သိရပါတယ်ကချင်ပြည်နယ်မှာဗမော်မြို့နယ်နဲ့မန်စီမြို့နယ်ကို KIA ကတိုက်ခိုက်သိမ်းပိုက်နေပြီးတော့ချင်းပြည်နယ်မှာလည်းစစ်တပ်စခန်းများဇက်တိုက်လက်လွတ်နေရတယ်လို့သိရပါတယ်အခုလိုမျိုးစစ်ရှုံးနေတဲ့အခြေအနေများဖြစ်ပေါ်နေတော့လေ အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကတော့ပွဲတက်မပြတ်ပဲစစ်ရှုံးနေမှုများကိုလစ်လူရှုထားတယ်လို့တက်အတိုင်းဝိုင်းတွေကဝေဖန်ဆဲဆိုနေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်အမ်းမြုံနယ်မှာရှိတဲ့စစ်သားများနဲ့တပ်မိသားစုဝင်များပိတ်မိနေတဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နပါခကိုစစ်ကောင်စီကလေယာဉ်များနဲ့ဘုံးတွေကျဲချနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့မှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နောက်ဘက်ခါမှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီတပ်များကစစ်လေရင်များနဲ့ဗုံးများအဆက်မပြတ်ကျဲချခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီတပ်သားများပိတ်မိနေတဲ့နောက်ဘက်ခါဌာနချုပ်ဝင်းအတွင်းအထိပါစစ်လေရင်များကဗုံးကျဲနေခြင်းဖြစ်ကြောင်းအေအေရဲ့သတင်းအရေးမြစ်ကပြောပါတယ် နဘာခတိုင်းဆက်ဌာနချုပ်ဝင်းလဲကိုပါဘုံတွေလေရင်တွေနဲ့ကျဲချနေတယ်ရော့ကတ်တွေနဲ့ပါပြစ်တာပြစ်တဲ့နေရာတွေကသူ့လူတွေနဲ့ဘန်ကာတွေရှိတဲ့နေရာအထိပါကျဲနေတာပြစ်နေတာလို့သိရတယ်လို့အေအေးရဲ့သတင်းရင်းမြစ်ကပြောဆိုထားပါတယ်တပ်သတင်းရင်းမြစ်တစ်ခုကလည်းနဘာခဝင်းအတွင်းထဲကိုဝင်ရောက်လာတယ်အေအေးတပ်များကိုခုခံရအတွက် လေချောင်းပစ်ကူအဓိကထားပြီးတော့အသုံးပြုရန်စစ်ကောင်စီရဲ့ထိပ်ပိုင်းကညွှန်ကြားနေပြီးတော့အဓိကအားဖြင့်နဘခမကြစီရေးအတွက်လေချောင်းပစ်ကူကိုအမြဲမပြတ်ပေးရန်ညွှန်ကြားချက်ရှိတယ်လို့ပြောဆိုထားပါတယ်။နဘခဝင်းထဲကိုဝင်ပြီးတော့ရှေ့တိုးလာရင်လေချောင်းပစ်ကူနဲ့ရှင်းလင်းဖို့အတွက်အမြဲမပြတ်လေချောင်းကနေ ကင်းထောက်ပြစ်ကူပေးဖို့ညွှန်ကြားထားတာရှိပါတယ်လို့တပ်တွင်းသတင်းရင်းမြစ်ကပြောဆိုထားပါတယ်။အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာပိတ်မိနေတဲ့တပ်ရေးဗိုလ်ကြီးရဲ့ဇနီးဖြစ်သူကတော့၎င်းရဲ့အမျိုးသားနဲ့ယနေ့အချိန်အထိအဆက်အသွယ်မရတော့ဘူးလို့ပြောဆိုထားပါတယ်။ရခိုင်နယ်ပြည်တွင်းသတင်းဌာနများရဲ့သတင်းများမှာနဘခဝင်းအတွင်းထဲကိုစစ်လေရင်များဘုံများကျဲချနေတယ်လို့ဖတ်ရှုရတဲ့အတွက်စိုးရိမ်နေကြောင်းတပ်ဆိုင်ရာနေပြည်တော်စစ်ရုံးကိုဆက်သွယ်ပြီးတော့ခင်မုံဖြစ်သူရဲ့အခြေအနေကိုမေးမြန်းတော်လဲ ်ဘာတရင်မှာတုံ့ပြန်မှုမရှိပဲသက်ဆိုင်ရာစစ်တပ်တိုင်ရင်းကလည်းတာဝန်ယူမှုတာဝန်ခံမှုမရှိကြောင်းစိတ်ပူနေတဲ့တပ်မိသားစုဝင်များရဲ့မင်းများစုံစမ်းမှုကိုလည်း ်ဘယ်တက်အရာရှိကမှဂယုတစိုက်ဖြေးချခြင်းမရှိကြောင်းလက်အောက်ငယ်သားများရဲ့အသက်များကိုစစ်ခေါင်းဆောင်များကတံမိုးမထားတော့ဘဲနဲ့အခုလိုမျိုးလေရင်နဲ့ဘုံများကျဲချနေခြင်းဖြစ်ကြောင်းရှင်းလင်းပြောဆိုထားပါတယ်အမ်းမြုံနယ်မှာအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကလွဲပြီးတော့တိုက်ရင်များဌာနဆိုင်ရာရုံးများနဲ့အမ်းလေစိတ်တို့ကိုအပိသက်သိမ်းပိုက်ထားပြီဖြစ်တယ်လို့အရခတက်တော်အေအေကဒီဇမလ9ရက်နေ့မှာထုတ်ပြန်ကြေညာထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့နေပြည်တော်တက်ကုန်းမြို့နယ်မှာအသက်မပြည့်သေးတဲ့အသက်16နှစ်အရွယ်ကလေးငယ်ကိုတပ်သားအဖြစ်နဲ့ကြေးရွာအုပ်ချုပ်ရေးအဖွဲ့ကပေါ်တာဆွဲဖမ်းဆီးသွားတဲ့အတွက်ငွေကျပ်6သိန်းနဲ့ပြန်လည်ရွေးယူခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ10ရက်နေ့ညပိုင်းမှာနေပြည်တော်တက်ကုန်းမြို့နယ်အနောက်တာယာအေးရွာကကြေးရွာအုပ်ချုပ်ရေးမှူးမောင်တင်ထွေးက အဲ့ဒီခြေရွာမှာနေတဲ့ကိုအောင်နိုင်မိုးရဲ့တားဖြစ်သူအသက်16နှစ်အရွယ်ကလေးငယ်ကိုတတ်သားတဲ့အဖြစ်နဲ့စူဆောင်းမယ်ဆိုပြီးတော့ဝင်းရောက်ဖမ်းဆီးသွားတယ်လို့သိရပါတယ်။ဒါကြောင့်မိဘဆွေမျိုးများကကလေးဟာအသက်16နှစ်သာရှိသေးပြီးအသက်မပြည့်သေးကြောင်းအထောက်အထားများနဲ့တကွလိုက်လံထုတ်ယူတဲ့အခါမှာငွေကျပ်6သိန်းပေးမှပြန်လွှတ်ပေးမယ်ဆိုပြီးတော့ပတ်စံတောင်းလိုက်တယ်လို့သိရပါတယ်။ဒါကြောင့်ငွေကျပ်6သိန်းနဲ့ကိုအောင်နိုင်မိုးရဲ့တားဖြစ်သူကိုပြန်လည်ရွေးယူခဲ့ရတယ်လို့သိရပါတယ်။ဒီဇင်ဘာလ10ရက်နေ့ညပိုင်းကတာယာအေးရွာတောင်ဘက် စင်သိဆဲအနီးမှာတဲထိုးပြီးတော့ငါးဖန်းစားတောက်နေတဲ့ကိုအောင်နိုင်မိုးရဲ့သားကိုကြေးပါအုပ်ကြီးမောင်တင်ထွေးတဲ့အဖွဲကဝင်ဖမ်းတာကလေးကအသက်မပြည့်သေးဘူးဆိုပြီးအထောက်အထားပြတော့မှ6သိန်းနဲ့ရွေးကိုင်းတယ်လို့ဆွေမျိုးများကပြောပြထားပါတယ်။ဒါအပြင်နေပြည်တော်တပ်ကုန်းမြို့နယ်အနောက်တာယာအေးရွာကကြေးပါအုပ်ချုပ်ရင်းမှုမောင်တင်ထွေးကကြေးပါပြည်သူများထံကနေပြီးတော့လစဉ်ငွေကျပ်2000အဖြစ်နဲ့လစဉ်ကောက်ခံခဲ့တယ်လို့သိရပါတယ်။အဲ့ဒီကောက်ခံတဲ့ငွေကြေးဟာစစ်မှုမထမ်းလိုပါကပေးရမယ်ဆိုပြီးတော့အတင်းကျပ်ကောက်ခံနေတယ်လို့သိရပါတယ်။ တာယာအေးချေးရွာမှာအင်ဂျီ350ပတ်ဝန်းကျင်ရှိပြီးတော့လစဉ်လာတိုင်းရွာရဲ့အုပ်ချုပ်ရေးမှုနဲ့အဖွဲ့ကငွေကြေးများကိုအတင်းအကျပ်လိုက်လံကောက်ခံနေတယ်လို့သိရပါတယ်။အလားတူပဲမကွေးတိုင်းအောင်လံမြို့နယ်အတွင်းမှာရှိတဲ့စစ်တပ်နဲ့ရဲများကဒိန်းများချပြီးတော့တော်လကောက်လှည့်ကင်းများနဲ့တော်လကောက်လူငယ်များကိုလိုက်လံဖမ်းဆီးလျက်ရှိတယ်လို့သိရပါတယ်။အထူးသဖြင့်ခရီးတက်တဲ့ကားများပေါ်က ခရီးသွားတဲ့လူငယ်များကိုစစ်မှုထမ်းရအတွက်ဆိုပြီးတော့ပေါ်တာဆွဲဖမ်းဆီးမှုများလှုံ့ဆော်နေတယ်လို့သိရပါဗျ။ညဘက်ဆိုရင်မြို့ဘက်လမ်းမှာစစ်တပ်နဲ့ရဲက၃ဘွဲ့၄ဘွဲ့ခွဲပြီးတော့ကင်းပတ်တယ်။ကုံကားသမားတွေကိုငွေတွေအဆမတန်တောင်းတယ်၊ရစ်လဲရစ်တယ်။မနက်ဆိုရင်လည်းအိမ်စည်းကားတစည်းနဲ့မြို့ပတ်ပြီးတော့လူငယ်တွေရှိတဲ့နေရာတွေဆိုရင်ကားရပ်ပြီးတော့ကားပေါ်ကိုဆွဲခေါ်သွားတာ။ညဘက်ဆိုရင်လည်းမြို့ဘက်လမ်းရဲ့မြို့အဝင်ထွက်ဂိတ်တွေမှာခရီးသွားတွေကိုပေါ်တာဆွဲဖမ်းဆီးတာတွေလည်းရှိပါတယ်။ခရီးသည်တွေ express ကားတစည်းကိုအနည်းဆုံးလူငယ်၅ဦးနှုံးနဲ့ဖမ်းတာ။ပြီးရင်ပတ်စံတောင်းတယ် ်ပတ်စံတောင်းပြီးရင်ပြန်လှုပ်ပေးတယ်မပေးရင်တော့တတ်သေးကိုသွင်းတယ်အောင်လံမှာတော့စစ်သားနဲ့ရဲပေါင်းပြီးတော့လှုပ်ရှားနေကြတာလှုပ်ရှားတွင်ကြီးကိုဖြစ်နေတယ်လို့အောင်လံမြို့ကန်စီးပွားရေးလုပ်ငန်းရှင်တဦးကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ